ာတင်2025ခုနှစ်အော်တိုဘာလ26ရက်နေ့နနက်9နာရီအချိန်ထုတ်ပြန်ချက်မင်္ဂလာပင်လယ်အော်အချိန်ဤဇနီးမမဆန်ဒိုစင်9နာရီ30အချိန်တိုင်းထွားချက်များအရမင်္ဂလာပင်လယ်အော်အရှိတောင်ပိုင်းတွင်ဖြစ်ပေါ်နေတော်မူနိုင်ခဲ့သည်ဆက်လက်တည်ရှိနေပါသည်အဆိုပါမုန်တိုင်းငယ်သည်မြန်မာနိုင်ငံကိုကိုကျွန်းမြို့၏အနောက်တောင်ဘက်ရေမိုင်၄၀၀မိုင်ခန့် အိန္ဒိယနိုင်ငံချင်တိုင်မြို့၏အရှိအရှိတောင်ဘက်ရေမိုင်၄၃၀မိုင်ကန်ကာကီနာရာမြို့၏အရှိတောင်ဘက်ရေမိုင်၄၆၀မိုင်ကန်အကွာပင်လယ်ပင်ကိုဗဟိုပြုနေပါသည်။ အဆိုပါမုံတိုင်းငယ်ဒီအနောက်အနောက်မြောက်ဘက်တို့ရွေရနိုင်ပြီးနောက်6နိုင်ရင်တွင်အာကောင်းသောမုံတိုင်းငယ်အဖြစ်တို့လနောင်းနှဆက်ခုစေနထမ25ခုနှစ်၌ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင်ဆက်ကလုံးမုံတိုင်းအဖြစ်တို့လကောင်နှဆက်ရှိစေနထမ25ခုနှစ်၌အာကောင်းသောဆက်ကလုံးမုံတိုင်းအဖြစ်တို့လကောင်ရောက်ရှိနိုင်ကယနေ့ညပိုင်းတွင်အိန္ဒြာပရဒေ့ရှ်ကန်ဂျီကိုထက်ချော်နိုင်သည်ဟုခန့်မှန်းရပါသည် ကပလီပင်လယ်ပင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့်အရှိအလယ်ပိုင်းတို့တွင်တိမ်အနှင်းငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပင်တောင်ပိုင်းတွင်တိမ်အတင်းအတန့်ထစ်ထွန်းနေကကျန်ဘင်္ဂလားပင်လယ်အော်တွင်တိမ်ထူထပ်နေပါသည်။ယနေ့ညနေအထိခက်မှန်းချက်က တနင်္သာရီတိုင်းဒေသကြီးတွင်နေရာကျကျနေနေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မုံပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့တွင်နေရာကွက်ကြားမိုးထထုံရွာပြီးကြံတိုင်းဒေသကြီးနှင်းပြည်နယ်တို့တွင်တိမ်ကတင်းအထင်ထိထုံးမမီရွာရန်ရဟိုင်နှုံပြည့်အထစ်ပါသည်။ မိုးတိမ်တောင်ဖြစ်ပေါ်မူအခြေအနေအရတနင်္သာရီတိုင်းဒေသကြီးတွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင့်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များတွင်ရာရနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလေဆီးလက်ခြင်းနှင့်မိုးသီးကြွယ်ခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသည်ထင်ကြိုတင်တတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်မြမပင်လေဖြင့်မြေဝေကျွန်းပေါ်မိုးတမခွေ့ မွန်တနင်္သာရီကမ်းရိုးတန်တချောင်းနှင့်ကမ်းလွန်ပင်လယ်ပင်တို့တွင်တခါတည်းရန်မိုးသက်လေပင်များကျရောက်ပြီးလှိုင်းအသင့်အသင့်မှလှိုင်းကြီးနိုင်ပါသည်မိုးသက်လေပင်ကျစဉ်ရေပင်မြေပင်လေသည်တနာလီလင်မိုင်း25မှမိုင်30အထိတိုက်ခတ်နိုင်ပါသည်လှိုင်းရင်းနှင်းမှအမြေဝေကျွန်းမှမူတမခွေမွန်တနင်္သာရီကမ်းရိုးတန်တချောင်းနှင့်ကမ်းလွန်ပင်လယ်ပင်တို့တွင်ခုနပေမှ၉ပေခန့်ရှိနိုင်ပါသည် ကြံမြမပင်လေပင်တွင် line အနှဲငယ်မှာ line အတင်းအတင်းရှိမနီ line အမြင့်မှာရခိုင်ကမ်းရိုးတန်တချောင်းနှင့်ကမ်းလွန်ပင်လေပင်တို့တွင်၄ပေမှ၆ပေခန့်ရှိနိုင်ပါသည်နောက်နေ့ရက်အော်ရခမ်းမန်းချက်ကတနင်္သာရီတိုင်းဒေသကြီးတွင်နေရာကျကျက်မှနေရာစိတ်စိတ်မိုးထစ်ချုံလွန်နိုင်ပါသည်။ယင်းညမိုးရနိုင်သောမြို့နယ်များမှာပသိမ်၊ငံဖို့တော်၊ဝါခဲမှာမော်လမြိုင်ချွန်း၊ချာဘုံ၊မာအပင်၊နေပြီးတော့လေဝေး၊ပြေမနာ၊ရွာငန်း၊ပင်းတရ ကလောတောင်ကြီး ပင်လောင်မကွေမင်းဘူးနမ်မောင်းပျောပွေရမေကင်းမိတီလာကြောက်ပန်းတောင်ငဖေးစေဒုဒ္ဓရာမင်းလာတရက်အောင်လောင်စကူပွင့်ဖြူတနရာမိကီနာတနိုင်းကောတောင်ဖိုဖျာတို့မှုနေများတွင် နေရာကျကျမှာဆိတ်ဆိတ်မိုးရနိုင်ပါသည်နေပြည်တော်နေ့အနေတစ်ပိုက်တည်းယနေ့ရက်နေ့အထိခံမှန်းချက်က နေရာကွက်ကြားမိုးထီချုံရနိုင်ပါသည် ရန်ကုန်တိုင်းနယ်အနီးတစ်ပိုက်ထက်ယင်းနည်းရည်နေအထိခန့်မှန်းချက်ကနေရွက်ကြားမိုးထီချုံရွာနိုင်ပါသည်မလေးမြို့နယ်အနီးတစ်ပိုက်ထက်ယင်းနည်းရည်နေအထိခန့်မှန်းချက်ကတင်ရတင်ရတင်ခင်ထုံးနေမီဖြစ်ပါသည်